နိုင်ငံခြားရုပ်ရှင်စုပေးပွဲဒီမှာအတိအမဲ့ပြုခြင်းမြင်ခြင်းခံထားရမြမကုံဆောင်မင်းသမီး၃ဦးမြမနုပညာလောကကနိုင်ငံတကာထိကြောကြအောင်မဆန်ဆောင်နေတည်ပါဘူး။ဒါမဲ့ထူးချွန်တဲ့လူငယ်ဒါရိုက်တာတို့ရဲ့အစဉ်ဆောင်မှုကြောင့်အတိအမဲ့ပြုခံရကရုပ်ရှင်ပွဲတွေကတမန်စင်စာခံထားမျိုးလေးရှိလာခဲ့ပါရယ်။ကြပြအခုဖော်ပြမယ်မင်းသမီး၃ဦးကနိုင်ငံခြားရုပ်ရှင်ဖွဲတော်မှပေးအပ်တဲ့တရားစောင့်စုတွေကို ရရှိထားကြတာဖြစ်ပါတယ်။နံပါတ်၁အိန္ဒြာကျော်စိန် အင်ဒရာဂျော်စီကတော့နုပညာလောကရဲ့ခေတ္တကြီးမှာမင်းသမီးတယောက်အနေနဲ့အောင်မြင်စွာရည်တည်လာနိုင်ကြတာဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ရင်ဘယ်မင်းသမီးမှမကြော်တက်အောင်ကိုကြာရစင်းရုံမှာအံဝင်ခွင့်ကြပြအောင်တိုးဆောင်ပြနိုင်သူပါ။ဒီလိုထူးချွန်တဲ့အချက်တွေလည်းမြန်မာနိုင်ငံကဘယ်မင်းသမီးမှမရရှိတဲ့အစုတစ်ခုကိုလည်းရရှိထားပါ။ကဘာကျော်ရွှေရှင်စုချင်းမြေပွဲတစ်ခုအဖြစ်အတိမတ်ပြုခံရတဲ့ဂျာမနီရွှေရှင်ပွဲတော်ကနေအင်ဒရာဂျော်စင်းကစုချင်းမြေချင်းခံထားတာဖြစ်ပါတယ်။ 2021ခုနှစ်မှာကျင်းပခဲ့တဲ့ဂျာမနီရုပ်ရှင်ပွဲတော်ကရုပ်ရှင်အစိုးချင်းမြင့်ဖို့စကတင်စင်းတင်းမှာအင်ဒရာဂျိုစင်ရဲ့ What Happened to the World ရုပ်ရှင်စကားကြီးကစကတင်စင်းဝင်ခဲ့တာပါစကားတင်စဉ်ဝင်ပေါ်တော့ခက်ခဲရဲ့စုပီပွေကြီးရဲ့နောက်ဆုံးရလမှာအင်ဒရာဂျော်စင်ကအကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုချင်းမြင့်ချင်းခံလိုက်ရတာဖြစ်ပါတယ်။ဂျာမနီပွဲတော်ကနေဆိုရရှိခဲ့တဲ့ What Happened to the World ကအကြောင်းမျိုးမျိုးကြောင့်မြန်မာနိုင်ငံမှာ ပြသခွင့်မရသေးတဲ့အတွက်ပညာသားပါလာတဲ့အင်ဒရာဂျော်စင်ရဲ့ sellers item တွေကိုမြင်တွေ့ခွင့်မရကြသေးပါဘူး။နံပါတ်1ဝက်မုံရွှေ မုံမုံရွှေရဲ့အတွက်အောင်မြင်ဆုံးရွှေရှင်စကားကြီးတကားကိုပြပါစေရင်လိပ်ပြစေရွှေရှင်စကားကြီးကိုပဲညွန်ပြပါပါအဆိုပါစကားရီမှာမုံမုံရွှေရဲ့ item တွေကိုပိတ်တွေကအပြည့်ဝကိုအားကြားခြင်းနဲ့ကဲတလို့ဝင်ငွေရလေတန်းချီအောင်မြင်ခဲ့တာပါဒါတင်မကသေးပဲကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ရွှေရှင်စုပေးပွဲမှာမုံမုံရွှေကတရဆောင်စုကိုရရှိခဲ့ပါတယ်မြန်မာနိုင်ငံမှာတော့မုံမုံရွှေကပြန်ဖက်ကောင်းဖြစ်တဲ့အင်ဒရာဂျိုဆန်နဲ့ရှင်ပြန်ခဲ့ရတဲ့နှစ်ဖြစ်တာမို့လိပ်ပြစေရင်နဲ့အကယ်ဒမီစုမရရှိခဲ့ပါဘူး နံပါတ်3မေမြင့်မုံမေမြင့်မုံကဇလန်တွဲရင်းနဲ့အောင်မြင်လာခဲ့သလို2023ခုနှစ်မှာလည်းအကယ်ဒမီစုကြည်ကိုတင်ပိုက်ရရှိထားခဲ့ရပါတယ် ။ဒါပြင်အဆိုပါနဲ့အမှာတဲ့စင်ကာပူနိုင်ငံကချစ်မြတဲ့တရုတ်ဆောင်စုကိုမေမြင့်မှုကရရှိသွားကြရဖြစ်ပါတယ်။တနင်္လာမှာကရမင်းဆူရောနိုင်ငံသားအပြည့်ရဲ့စုကိုပါရရှိတဲ့အတွက်အတိုင်းမသိကိုဝန်သားနေကြတာပါ။ဒါပြင်2024ခုနှစ်အတွက်စုချင်းမြတဲ့အချိန်မှာလည်းမေမြင့်မှုကစင်ကာပူနိုင်ငံကရောရှင်အပွဲမှာစုကိုချမှတ်ရရှိလိုက်ပြန်ပါတယ်။ဒါကြောင့်မို့ခုဆိုရင်မေမြင့်မှုကနိုင်ငံသားအပြည့်ရဲ့စုနှစ်ခုနဲ့အကယ်ဒမီစုပါရရှိကြပြီဖြစ်ပါတယ်။ ။ဘိုင်ဒန်တွေကတော့မင်းမြို့မှုကိုပြောဆောင်မကောင်းပဲစုရတခုပဲတခုတိမ်ပိုက်နေရလို့ဝေဖန်နေကြတာပါ။ဒီအမင်းသမီး၃ယောက်ထဲမှာပြောဆောင်ပိုင်းမှာပညာသားပါပါနဲ့ပြောဆောင်အကောင်းဆုံးအမျိုးသမီးကဘယ်သူဖြစ်မယ်လို့ပြည်သက်ချင်းအနေနဲ့ထင်လဲဆိုတာပြောပြခဲ့ပါရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြားလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရဆီလင်းနုပညာရှင်တွေအကြောင်းများကိုချိန်နဲ့တပြင်းချင်းတင်ဆက်ပေးဖို့မှာပြည်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သူရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခန်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင် ဆုံးတရားအပြီးကျေးဇူးမတွက်လေကျေးဇူးအများကြီးတင်ပါတယ်